ဒီနေ့တော့ကောရခါသီးကိုအစိမ့်တုပ်လေးတုပ်စားမှာပါ။ဒါ ਉਹ ပထမဦးဆုံးတုပ်စားမှုတာပါ။အဲ့ဒါကြောင့်မလို့စိမ့်ရွှေရွှေအနံ့နံမှာကြောက်တာရောပြီးတော့လေအသီးတွေကအစည်းထွက်ပြီးတော့လေခားတဲ့အရာသာရမှာကြောက်တာရောကြောင့်လေဒီလေကတော့ဒါ ਉਹ အပြော့တုပ်တုပ်တဲ့နည်းနဲ့ပဲတုပ်စားထားပါတယ်။အရင်ဆုံးကောရခါသီးဖင်ကိုဖြတ်ပြီးတော့ဒါမျိုးလေးပုတ်ပြီးတော့အစည်းထွက်အောင်လုပ်ပြရပါတယ်ပြီးရင်အစည်းလေးကိုရေးဆေးပြင်မယ်ပေါ့နော်အခွန်ခွာတဲ့ဟာလေးနဲ့ပေါ့နော်ဒါနဲ့ပဲဖြစ်ဖြစ်ဒါမျိုးချစ်ကလေးနဲ့ပဲဖြစ်ဖြစ်အခွန်ခွာပြရပါတယ် ခုံခွာတဲ့ခါမှလေးဒီလိုကြားလေးတွေရှိနေရင်နည်းနည်းပါးပါးကြံနေလဲရတယ်နော်အခွင့်ရဲ့အရသာမဆိုးပါဘူးပြီးတော့ဒါမျိုးချစ်ကလေးနဲ့အပြင်လေးတွေချီယူပါတယ်ကိုကဒီနေရာမှာအချက်တုံးတုံးမှာဆိုရင်တော့လေဒီချစ်ထားတဲ့ဟာလေးတွေကိုရေခဲရေထဲမှာစိမ်ပြထားပါတယ်ချီလီကတော့စိတ်ရှိရှိအနန္တမှာကြောက်တာကြောက်တာကိုစားနေနေပြီးတော့လေဟိုပါပေါ့အစည်းလက်ထွားအောင်ပေါ့နော် ညှစ်ပြီးတော့စေးထားတဲ့အတွက်ကြောင့်ဒါအပြော့တုပ်လို့ပုံစံမျိုးဖြစ်သွားရပါတော့နော်။သူကလေတခွားသီးတုပ်စားတဲ့အရာသာမျိုးနဲ့လည်းနည်းနည်းဆင်သွားရပါတော့။ပြီးရင်စားနေနေလိုက်အရေးတွေထွက်လာရပါတော့နော်။ဒီအရေးတွေကိုအခုလိုမျိုးညှစ်ထုတ်ပေးပါမယ်။ပြီးရင်စားနေနေထားဖြစ်တဲ့အတွက်ကြောင့်အငံဓာတ်ပြန်ပြောက်သွားအောင်ပေါ့နော်။ရေနဲ့နောက်တစ်ချိန်စေးပြီးတော့ထပ်ညှစ်ထုတ်ပါမယ်။လူစားနဲ့နေစည်းလိုက်ရင်ပေါ့နော်ခေါရခါသီးကပြော့သွားတော့အပြော့တုပ်ပုံစံမျိုးဖြစ်သွားပါတယ်။ အကယ်၍ကိုကအဲ့လိုမျိုးပြောတဲ့အတုတ်ကိုမကြိုက်ဘူးဆိုရင်တော့လေရေခဲရည်နဲ့စိန်ပြီးတော့လေဟိုကျွတ်ကျွတ်လေးပုံစံမျိုးတုတ်စားလို့ရပါတယ်နောက်တစ်စိန်ကျရင်တော့ချီလီလည်းအကျွတ်တုတ်တုတ်စားမယ်လို့စိတ်ကူးထားရပါတော့ဒါဆိုရင်စားတုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီကျွတ်တုန်ဒီပပလီပြီးတော့ရေစေးစားတာလေးထည့်ပါတယ်ပုံစံကြောင့်ထည့်ပါတယ်ပုံစံမို့ကတော့လေ၃စောလောက်တုံးထားရပါတော့ ီးရင်မြေပဲမှုန့်ထဲပါတယ်ချီလေးကဒီနေရာမှာပဲမှုန့်ထဲလဲရပါတယ်ဒါပေမဲ့ပဲမှုန့်မထဲချင်လို့လေမြေပဲမှုန့်မထဲထားတာပေါ့နော်သူကလေစိတ်နဲ့အရသာလေးပူရတာပေါ့နော်ပြန်စားရထားရှိရထဲတယ်ငရုတ်သီးစိမ်းပပလီထားတာထည့်ပြီးတော့ကြက်သွန်နီစီချက်လေးထည့်ပါတယ်။တမယာရင်မြစ်တဲ့အခါမှာဂောရခာသီးရဲ့အစိမ်းနံကိုလည်းတတ်တာစီတယ်ပြီးတော့လေအချင်းရတာလေးနည်းနည်းပါတော့လေဂောရခာသီးတို့ကပို့ပြီးတော့စားကောင်းပါတယ်။ ပြီးတော့အရသာနှံ့အောင်တည်ချာနေပြီးပါတယ်အရသာမြည်ကြည့်ပါမယ်အပေါ်ငန်းစိတ်ချရတာရပြီဆိုရင်တော့လေနောက်ဆုံးအနေနဲ့နှမ်းလေးဖြူပါတယ်နှမ်းဖြူရင်လေနှမ်းရဲ့အရသာကလေစိတ်စိတ်လေးကြောင့်ပူပြီးစားကောင်းစီပါတယ်ပြီးရင်ကြက်သွန်ကြီးကြောထားတာလေးပါအပေါ်ကနေပြီးတော့တင်လိုက်ပါတယ် ။အဆိုရင်တော့ထမင်းနဲ့ပဲဆာဆာရင်းနှီးချက်နဲ့ပဲမိမိအရင်ရတာရှိတယ်။ကောရကားသီးအစိမ့်တုပ်ရရပါပြီ။ကောရကားသီးကိုကုလိုပုံစံနဲ့တုပ်စားမယ်ဆိုရင်လေသူ့ရဲ့ငကိုစိမ့်ရှိရှိအနံ့လည်းမရတော့ဘဲနဲ့လေ။တော်တော်လေးစားကောက်ပါတယ်။အကယ်၍ကောရကားသီးအစိမ့်တုပ်ကိုစိမ့်ရှိရှိအနံ့နံမှာကြောက်တာကြောင့်မစားဘူးဆိုရင်တော့လေကုလိုစားနဲ့နေပြီးတုပ်စားကြည့်နော်။